FIFA Club World Cup Round 3 Chelsea နဲ့ Esperance မင်္ဂလာပါကိုခင်းစတာဖုတ်ဘောရှုနဲ့ Chelsea TV ကနေအပြောင်းအကျဉ်းအများအလုံးကိုကြိုဆိုပါရစေ။ဆိုတော့ဗိုလ်တုံးမနက်စောပိုင်း၈နာရီမှာရှင်ပြိုင်ကစားမဲ့ Chelsea နဲ့ Tunisia Club Esperance တို့ရဲ့ပွဲကြို၃၀ချက်ကိုလုံသွားကြပါမယ်။ Key points တွေအရင်ဆွဲထုတ်ကြည့်အောင် ဒီပွဲစဉ်ကနှစ်သင်းလုံးအတွက်အရေးပါတယ်နှစ်သင်းလုံးနောက်တစ်ဆင့်ကိုတက်ဖို့အတွက်မျောလင်းချက်ကိုစီရှိနေတယ်ဒါပေမဲ့ Chelsea ကတော့ပို့ပြီးအခွင့်အရေးများပါတယ်ဒီပွဲတည်ကစားအောင်နဲ့နောက်တစ်ဆင့်ကိုအုပ်စုဒုတိယအနေနဲ့တက်ပါတယ်တစ်ဖက် Aspirants အသင်းကတော့ Chelsea ကိုအနိုင်ကစားမှသာလျှင်အုပ်စုဒုတိယနဲ့နောက်တစ်ဆင့်ကိုတက်မှာပါဒါပေမဲ့အတိတ်ပဲမရှိပါဘူး Chelsea လိုအသင်းမျိုးအနေနဲ့အုပ်စုဒုတိယနဲ့နောက်တစ်ဆင့်ကိုတက်တယ်ဆိုကြဲကဒါကမှားနေပြီ Flamengo ဘလောက်ပဲကောင်းတယ်ပြောပြောပြ လာမင်ဂိုရဲ့လူရင်းစုဖွဲ့မှုနဲ့ချယ်ဆီလူရင်းစုဖွဲ့မှုနဲ့ရှင်ကြည့်လိုက်အောင်ပြောမယ်ဆိုရင်တော့အုပ်စုအစ်မတယ်ကျွန်တော်တို့မှန်းချက်နဲ့နှမ်းထွက်မကြိုက်ခဲ့ဘူးလို့ပြောရမှာပါဒီလိုပွဲမျိုးတွေဆိုတာလူငယ်ကစားသမားတွေအစ်စ်ခေါ်ထားတဲ့ကစားသမားတွေရဲ့ခြေသွမ်းပိုင်းကိုအဲ့လိုငုတ်တုတ်ကြီးထိုင်ပြီးတော့အေးဆေးလေးစောင့်ကြည့်ရမယ့်ပွဲစဉ်မျိုး သို့တော်လည်းမရှုံးအောင်ကစားရမယ်ဆိုတဲ့အခြေအနေမျိုးကိုကြုံတွေ့လာရပြန်ပြီကျွန်တော်ကတော့ဘယ်တော့ကမှနီးပြအန်ဆိုမာရက်စကာကိုအားရခြင်းမရှိခဲ့ဘူးချယ်ဆီကွန်ဖရင့်လီရသွားလို့ချန်ပီယံလိဝင်သွားလို့တချို့ထောက်ပြတာရှိပါတယ်ဟာဘရိုကအန်ဆိုမာရက်စကာကိုတရာဒီလုံးဆဲပြီးတလားအခုဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့တော့တယောက်နဲ့တယောက်က ချယ်ဆီကိုအားပေးတဲ့ပုံစံအတူမှာမဟုတ်ဘူးကျွန်တော်တို့ကဟိုးရင်ရိုမန်မတိုင်ခင်ကတည်းကချယ်ဆီကိုမြင်ခဲ့ရဘူးတယ်အဲ့လိုမျိုး passion တွေရိုမန်လက်ထက်ကအောင်မြင်မှုတွေမမြင်တွေ့ခဲ့ရတော့အန်ဒူမော်ရက်စ်ကချယ်ဆီကိုလှုပ်ပေးနေတာဘာမှမဟုတ်ဘူးဗျာကျွန်တော်တို့ခံယူချက်အဲ့လိုမျိုးမာရမန်နဲ့ပြောတာမဟုတ်ပါဘူးထားပါဆိုတော့ဖလာမင်ဂိုနဲ့ပွဲမှာကျွန်တော်ဖလာမင်ဂိုမချီးကျူးချင်တာမဟုတ်ဘူးဖလာမင်ဂိုကောင်းတာထက်ချယ်ဆီရောအပွဲတွေမှာနှုံချလုံးခဲ့တာလို့မှတ်ချက်ပေးခြင်းတယ်ဖလာမင်ဂိုဒီခြေတော်ထဲမှာဘောလုံးအများဆုံးကင်ထားနိုင်တဲ့ အသင်းတနည်းအားဖြင့် imposition များတဲ့အသင်းပေါ့ဗျာကျွန်တော်တို့ကကြတော့ out of position များတဲ့အသင်းအဲ့တော့ဘလုံးမွဲတပွဲမှာကခြေတော်တမဘလုံးရှိတဲ့အသင်းကိုပဲကြည့်လို့မရအောင်ဘလုံးမရှိတဲ့အသင်းဒီဘလို့အလုံးလုံးလဲဆိုတာကိုလည်းကြည့်ဖို့လိုတယ်ပရိသတ်အများစုကြတော့ ခြေတော်ထဲမှာဘောလုံးရှိတဲ့အသင်းကိုပဲကြည့်ကြတယ်။ Flamingo ကဘလူကန်ဝါတယ်ဘလူကန်ဝါတယ်ကောင်းတယ်ပေါ့။ Wanted ဒီဘလူရှိတယ်ပတ်စင်ဒီကောင်းတယ်ပေါ့။တိုးတော့ Chelsea ရဲ့အရွေတွေကလည်းပွဲအစ10မိနစ်လောက်မှမဆိုးပါဘူး။ Pressing ပေးတဲ့ပုံစံအဲ out of position ကစားတဲ့ပုံစံလေးတွေကကောင်းတယ်။တိုးပေမဲ့ပွဲချိန်ကြာလာတဲ့အမြရာသီဥတုဒဏ်ချောင်းလာတော့မပြောတတ်ဘူး။တဖြည်းဖြည်း ယော့လာတယ်။နောက်ပိုင်းပူဆိုးသွားတယ်ပေါ့ဗျာ။ကိုပါမဆိုရင်ရှိလို့ရှိမှန်းတော့မသိတာ။တသင်းလုံးကဖွဲချိန်မိနစ်အဲ15မိနစ်နောက်ပိုင်းနှသိုးချိုးပြက်ကိုဖြစ်သွားတာ။တစ်ဖက်ဖလာမင်ဂိုကပဲအကုန်လုံးစီးပြီးတော့ဟိုကစားသွားခဲ့တာဖြစ်ပါတယ်။အဲ့တော့ကြောင့် Chelsea ရဲ့ FIFA Club World Cup ပေါ်မှာထားတဲ့ခံယူချက်နဲ့စိတ်တဲ့ပိုင်းတော့ကျွန်တော်သဘောမကျတာအမှန်ပဲ။ လူစည်းစုဖွဲ့မှုရအကုန်လုံးတောက်ချလို့ရတယ်ဗျပွင့်လင်းပြောရင်ရှက်စရာကြီး Flamingo 31နဲ့ Jason အနီကက်နဲ့ထုတ်ခံရတာတပိုင်းကျွန်တော်တို့လိုအနီကက်နဲ့ထုတ်ခံပြီးတီးခဲ့ဖြုတ်ခဲ့တဲ့ပွဲတွေ Premier League မှာအများကြီးရှိတယ်လေ အဲ့တော့ကြောင့်ယုံကြည်လို့မရဘူးဗျကျွန်တော်တွေ final ဘာညာမှန်းမှုခဏတာရှုံးထွက်အစ်စ်နေမှာတော့ဘာမှသိပြီးယုံကြည်ချက်ကြီးကြီးမားမားထားလို့မရဘူးဒါဟိုစိတ်ပြက်အာရောစီအောင်ကျွန်တော်ကပြောတာမဟုတ်ဘူးနော်လက်ရှိလက်ခံမယ်အရှိတရားအမှန်တရားကိုပြောတာအဲ့ကျွန်တော်ပွင့်လင်ပြောရင် Flamingo နဲ့ပွင့် minute 60အစားဆုံးထိုင်ကြည့်တယ်ရှေ့က Los Angeles FC နဲ့ပွဲအပြည့်အဝမကြည့်ရဘူးအဲ့တော့ Flamingo နဲ့ပွဲစကြည့်တာနဲ့စိတ်ပြက်စရာကောင်းတာကြုံတွေ့ရတာပဲဟုတ်ပါအဲ့တော့တစ်ဖက်က Aspirants ကဘလူးအသင်းမျိုးလေ တူနီးရှားအတင်းဗျကျွန်တော်တခါလည်းပြောမှုပါတယ်တူနီးရှားဒီအာဖရိကတိုက်အတွင်းထဲမှာပါပေမဲ့ဒါဘယ်လိုပြောမလဲအာရဗ်နိုင်ငံတနိုင်ငံလို့ပြောရင်ပို့ပြီးမှန်လိမ့်မယ်တူနီးရှားအယ်ဂျီးရီးယားမော်ရိုကိုအီဂျစ်စတဲ့နိုင်ငံတွေရဲ့ဘောလုံးအဆင့်တန်းဟာတနိုင်ငံနဲ့တနိုင်ငံသိပ်မကွာဘူးအဲ့တွက်ကြောင့်အာဖရိကတိုက်ရကလပ်သင်းတွေလိုမျိုးပါဝါကြီးကိုပဲအားစိုက်ပြီးတော့အတင်းဝင်အတင်းထွက်ကစားတဲ့အတင်းတင်းလည်းမဟုတ်ဘူးချစ်လက်မှုအားကောင်းကောင်းနဲ့တူနီးရှားကစားသမားအများစုနဲ့စုဖွဲ့ထားတဲ့အတွက်ကြောင့် solid ဖြစ်တယ်ဒီတစ်ကြောင်မဲ့ Chelsea အနိုင်ယူကစားခဲ့တဲ့ Los Angeles FC အသင်းကို Tunisia club ဖြစ်တဲ့ Esperance ကလည်းအနိုင်ထက်ယူပြီးတော့ကစားနိုင်ခဲ့တာပါ။တွားရှော့တွက်လို့တော့မရပါဘူး။ Now Tunisia ဖြစ်တဲ့အတွက်ကြောင့်ယာတီဥရုဘိုင်းကိုကြည့်မယ်ဆိုရင်လေအခု Philadelphia ယာတီဥရုနဲ့အရင်မကွာဘူးလို့တော့ကျွန်တော်ထင်တယ်။ Europe ကလာတဲ့ဘဲတွေကြတော့ပြိုင်နေပြီ။ဒီတစ်ကြောင်ယာတီဥရုကလည်းဒီပွဲပေါ်မှာအများကြီးအဆုံးဖြတ်ပေးသွားနိုင်တယ်။ โอเคအဲ့တော့ပြည်သက်အနေနဲ့ဒါထည့်သွင်းစဉ်းစားတဲ့ key points တွေကိုကျွန်တော်ဆွဲထုတ်ကြည့်တာပါနောက်ထပ်ရေးကြည့်တဲ့ဒီပိုင်းဒီပွဲပေါ်မှာ အာရှရဲ့အကျော်ပေးမှုဘလို့တတ်မှတ်ထားတယ်လဲရှော့ရှိတယ်ဗျလက်ရှိအစောပိုင်းအကျော်ပေးမှုမှာချယ်ဆီကတကူးသွင်းရင်တောင်မှအပြည့်အဝဆုံးရှုံးမယ်ဆိုတဲ့အကျော်ပေးမှုပေးထားတာပါသူတို့မယုံကြည်အောင်တော့ကျွန်တော်ကတော့ပွင့်နေပြောရင် risk မြူဂျင်တော့ဦးဘာသက်ကအလွဲတကူချယ်ဆီလို့ပြောလိုက်ရတာမှန်ပင်မဲ့ကျွန်တော်ယုံကြည်လို့ဒီပွဲတွေကို business ကကစားကြင်တဲ့သူတွေတခုခုတော့လွဲသွားရင်အားနာတယ်အဲ့ဒါကြောင့်ကျွန်တော်ချယ်ဆီကိုတိတ်ပြီးမယုံကြည်ဘူးကတ်နိုင်ဖို့အခြေအနေအများစုရှိတယ် ချက်သည်မရှုံးရင်ရပြီဗျာတရေကစားမယ်ဆိုရင်တော့မှပြဿနာထွထွမရှိတဲ့အခြေအနေမျိုးမှာဘာကြောင့်အသေးအသက်တွေကန်ပြီးတော့2သီးတို့3သီးတို့တွင်းနေမှာတော့အဲ့ဒါကြောင့် restore မယူချင်တော့ဘူးကျွန်တော်ပြိုင်ဘက် aspirance အသင်းကိုအားပေးခြင်းနဲ့ချက်စီနိုင်သွားမယ်ဆိုရင်တော့မှဂိုးပြတ်နိုင်ပွဲတစ်ပွဲရဖို့တော့မလွယ်ပါဘူးခင်ဗျာတူတယ်ကိုနဲ့တစ်ချက်ပြန်ချင်ကြည့်အောင်တူတယ်ကိုကတော့၃လုံးတဝက်ပျော်ရွှင်ခွင့်ပေးထားတဲ့အတွက်ကြောင့်ချက်စီထားပါတော့2စီးနဲ့နိုင်သွားတဲ့ပုံစံမျိုးတို့1စီးတို့ စတဲ့ reset မျိုးတွေကတော့အများဆုံးဖြစ်နိုင်တယ်ချက်စင်းနေနဲ့ရှုံးမတော့လမ်းမမြင်ဘူးဒါပေမဲ့လည်းအဲ့လိုတရေကျသွားမလားကတ်နိုင်သွားမလားဆိုတဲ့အပိုင်းကိုတစ်ချက်ကြည့်ရမယ်ကိုပြက်နိုင်မှုဆိုတာကလည်းအနည်းငယ်ခက်ခဲတဲ့အတွက်ကြောင့်ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်အားပေးခြင်းနဲ့အတင်အားတော့ aspirants ပဲဖြစ်ပါတယ်